မိုးရွာသောညမှာကြားရသောသချင်းတန်ကျွန်တော်အမိကမိုးဖြူပါဒီဇလန်းဒီကိုမပြောမီကျွန်တော်ရဲ့အလုတ်ကြောင့်အနေငယ်ပြောပြချင်ပါတယ်ကျွန်တော်လာကြေးလက်ဒီသားကကျေးဇူးတော်ခံစားစရာဝန်လေးတယောက်ပါတာဝန်ကြရရွာလေးကလည်းအတော်ကိုဝေးလံပါတယ်ဆေးရုံလေးကတသားအင်ကြီးတလုံးကို ပြန်လဲမွားမှန်ထားတာပါရှင်းဟုံးမီတုကလည်းရဒီနဲ့စမ်းပြလာပါတယ်ဒါပေမဲ့ကျွန်တော်ကိုအထူးဆုံးစိတ်ဝင်စားစေခဲ့တာကဆေးရုံအနီးကအင်ဟောင်းကြီးတလုံးရဲ့ အကြောင်းပါပဲရွာသူကြီးကကျွန်တော်ရောက်လာတဲ့ပထမညမှာပဲတတိပေးခဲ့တယ်ဒေါက်တာကြီးညဘက်ဆိုဆေးရုံဘေးကအိမ်ဟောင်းကြီးစီကိုမသွားပါနဲ့ဦးအဲ့ဒီအိမ်မှာမင်းသမီးငယ်တယောက်ရှိတယ်သူမကတရေပါတဲ့ကျွန်တော်ကတိတ်ပန့်ပညာရှင်ဆန်ဆန်ယုံကြည်မှုမရှိခဲ့ပါဘူးဒါပေမဲ့လူကြီးရဲ့စကားကိုလေးစားလို့ဟုတ်ကဲ့လို့ပဲပြန်ပြောခဲ့လေညဘက်ဆေးရုံအလဲကြတဲ့အခါကျွန်တော်အခန်းရဲ့ပဒင်းပေါက်ကနေ အဲ့ဒီအိမ်ဟောင်းကြီးကိုကြည်ရင်စဉ်းစားမိတယ်။အိမ်ကြီးကတက်သားဟောင်းတွေနဲ့ဆောက်ထားတာ၊ပဒင်းပေါက်တွေကွဲနေတာ၊ချင်ရင်းကုန်တွေမှာခြုံရွယ်ပိတ်ပေါင်းတွေနဲ့ဖုံးလွှမ်းနေတာတွေ့ရတယ်။တာမန်မြေလုံးနဲ့ကြည်ရင်လူနေထိုင်ခဲ့တာအနည်း20လောက်ရှိပြီထင်ရတဲ့အိမ်ဟောင်းကြီးတို့လုံးပါတယ်။ကျွန်တော်ရဲ့ပထမဆုံးနေ့ကတော့အေးချမ်းစွာနဲ့အုံဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ဒုတိယညမှာတော့အံ့ဩစရာတစ်ခုနဲ့ဂျုံလိုက်ရပါတယ်။ ညလေကောင်းအချိန်မိုးတိမ်တွေကလက်မင်းကို ဖုံးလွှမ်းထားပြီးကဘာကြီးကိုမှောင်မှိတ်နေစေတဲ့အချိန်မှာကျွန်တော်ဆေးရုံအခန်းထဲကိုတချင်းတပုတ်ရဲ့အတန်လေးဝင်လာတယ်။တချင်းတန်ကအိမ်ဟောင်းကြီးဘက်ကနေလာနေတာပါ။တချင်းတန်ကตายနော်လာပါတယ်။ဆက်ကြောတဲ့အွေမင်းကလေးတယောက်ရဲ့တန်ပြက်နဲ့အတန်လေးပါ။တချင်းစာသားပြေကိုတော့ရှင်းရှင်းလင်းလင်းမကြားရပေမဲ့ ဝမ်းနဲ့ပူဆွေးစွာကောင်းတဲ့တန်စင်လေးတစ်ခုပါကျွန်တော်နှလုံးသားကိုနှစ်ချင်းစွာထိခိုက်သွားစေတဲ့အတံမျိုးပါကျွန်တော်ကပရင်ပေါ်ပေးမှရက်နေပြီးနားဆိုင်ထောင်နေမိတယ်။တချင်းတန်ကတော့မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်ရက်သွားခဲ့ပါတယ်။မနှက်ခင်းမှာကျွန်တော်ကဆေးရုံမှုဖြစ်တဲ့ဒေါက်တာထွန်းအောင်ကိုဒီအကြောင်းမေးကြည့်မိတယ်။ဒေါက်တာထွန်းအောင်ကတက်ကြီးရွယ်ကိုတူဦးဖြစ်ပြီး ဒီကျေးရွာမှာနှစ်ပေါင်း90နီးပါးနေထိုင်လာခဲ့သူပါဟုတ်တယ်မင်းသမီးငယ်လေးမျက်မြပါပဲလို့သူကနှကောက်ရှုံရှုံနဲ့စကားစာပြုတ်တယ်သူမက16နှစ်အရွယ်မှာ ဆုံးကွာသွားတယ်နှလုံးရောဂါနဲ့ပါ သူသေးဆုံးသွားတဲ့နေ့ကစပြီးညဘက်တိုင်းသူ့အိမ်ဟောင်းကနေတချင်းစုံတန်းကြားရတယ်သူအသက်ရှင်နေထိုင်စဉ်ကလေတချင်းစုံရတာကိုအယမ်းကြိုက်နဲ့တက်တဲ့ကလေးပါဆေးရုံမှာဆေးကုတော့နေရတဲ့အချိန်တွေမှာတော့ တချင်းဆိုပြီးအခြားလူနာတွေကိုပျော်ရွှင်အောင်လုပ်ပေးတတ်တယ်။သူဆုံးသွားတဲ့အခါရွာသားအလုံးဝမ်းနဲ့ကြားလေ။ဒေါက်တာထွန်းအောင်ရဲ့စကားတွေကိုနားထောင်ရင် ကျွန်တော်ရဲ့နေမှာဝမ်းနဲ့ဆောက်တခုဖြစ်လာပါတယ်။၁၆နှစ်အရွယ်မိန်းကလေးငယ်တယောက်။သူမရဲ့ဘဝကဘလောက်တောင်တိုးတောင်းလိုက်မလဲ။သူမရဲ့အတန်ကတော့ဒီလိုအချိန်အထိဤနေရာမှာကြန့်ရှိနေဆဲပါပဲ။ ညဘကြရင်ကျွန်တော်ကဗနေမောင်းသားမှာထိုင်ပြီးတခြင်းတန်လာမလားစောင့်ကြည့်တတ်လာတယ်။တပတ်ကြာတဲ့အခါတခြင်းတန်ကြာရဖို့ကျွန်တော်စောင့်စားနေမိတယ်။ဒီလိုနဲ့မိုးသည်ထန်စွာရွာသွန်းတဲ့ညတညမှာတခြင်းတန်ပြန်ကြာရတော့တယ်။ဒီတစ်ခါတော့တခြင်းတန်ကရခင်ကားထပိုးပြီးရှင်းလင်းနေပါတယ်။ကျွန်တော်ကဗနေပေါက်ကိုဖွင့်လိုက်တယ်။မိုးရေတွေရဲ့အတန်ကြာကားသင့်တခြင်းတန်လေးကိုနားထောင်ရတာပိုးရှင်းလာတယ်။ဘဝကြော့ရှင်းပါတယ်ငါပဲသွားရမလဲငါနှလုံးသားကအခုထိခုန်နေစေ ဒါပေမဲ့ဘသူမှမချားနိုင်တော့ဘူး။တချင်းစာသားလေးတွေကကျွန်တော်နှလုံးသားထဲကိုစူးဝင်သွားတယ်။ဒီတန်ဟာဆယ်ကျော်သက်တရုပ်ရဲ့အမိတ်မပြေခဲ့တဲ့အိမ်မက်တွင်နဲ့မကုံဆုံးနိုင်ခဲ့တဲ့ဘဝတစ်ခုအတွက်ငိုကြွေးနေသလိုပါပဲ။ကျွန်တော်မျက်လုံးထဲမှာမထင်မှတ်ထားပဲမျက်ရည်တွေဝဲလာတယ်။နောက်နေ့မနက်မှာကျွန်တော်ကဒေါက်တာထွန်းအောင်စီကိုသွားပြီးမေးမြန်းမိတယ်။ဒေါက်တာကြီးမြေမြဆုံးလက်ကလေးကဘလို့ကလေးလဲဒေါက်တာထွန်းအောင်ကသူ့ရဲ့မျက်လုံးလေးတွေကိုအနှင်းငယ်ပြူးတယ် ပြီးတော့သူ့ရဲ့စာရွက်စာတမ်းတွေထဲကနေဓာတ်ပုံဟောင်းတစ်ဖုံကိုရှာပြီးကျွန်တော်စီလက်ဆင့်ကမ်းလိုက်တယ်။ဓာတ်ပုံထဲမှာဆယ်ကျော်သက်ရွယ်မိန်းကလေးတစ်ယောက်ရှိတယ်။သူမရဲ့မျက်နှာကဖြူဖြော်နေပြီးနှုတ်ဖန်တာကသွေးအံ့နေသလိုမရှိပါဘူး။ဒါပေမဲ့သူမရဲ့မျက်လုံးတွေကတော့ကြီးမားပြီးစူးရှတောက်ပါလေးရှိတယ်။သူမရဲ့ပုံအိပ်ကကျွန်တော်နှလုံးသားကိုထိမိသွားတယ်။သူမကတေဆုံးသွားတဲ့ချိန်မှာဆေးရုံမှာပဲရှိနေတယ်။ ူမရဲ့နောက်ဆုံးအချိန်တွေမှာသူမကသူ့အမေကိုတချင်းဆိုပေးခြင်းတယ်လို့ပြောခဲ့တယ်။ဒါပေမဲ့သူ့ရဲ့အသက်ရှူတန်ကပြတ်တောင့်ပြတ်တောင့်ဖြစ်နေတော့တချင်းဆိုဖို့မဖြစ်နိုင်တော့ဘူး။သူမတေဆုံးသွားတဲ့နောက်ပိုင်းသူ့အမေကလည်းဝမ်းနည်းပူဆွယ်မှုကြောင့်ရွာကနေပြောင်းသွားတယ်။ဒီဇလန်ကိုကြားရတဲ့အခါကျွန်တော်ရဲ့လည်းမနာကျင်မှုတစ်ခုဖြစ်လာတယ်။မြင်များဆိုတဲ့တလင်းငင်ဟာသူမရဲ့နောက်ဆုံးဆန္ဒကိုမပြည့်စုံနိုင်ပဲဤလောကကနေခွဲခွာသွားရတယ်။သူမရဲ့ဝိညာဉ်ကဒီနေရာမှာကြံ့ရင့်နေလာဖြစ်နိုင်တယ်။ ူမဆိုခြင်းတဲ့တခြင်းလေးကိုဆိုပြီးမှခွင့်ပြုကျင်တာလားညာဘက်ကျတော့ကျွန်တော်ကဆေးရုံကနေထွက်ပြီးအိမ်ဟောင်းကြီးကိုချင်းကသွားတယ်ကျွန်တော်ကအိမ်ဟောင်းရဲ့အပြင်ဘက်မှာရက်ပြီးစကားပြောဖို့ကြိုးစားတယ်မြင်းများမင်းရဲ့တခြင်းတန်ကုန်ကကြောက်တယ်မင်းရဲ့တခြင်းကအញ្ញမ်းလာတယ်ကျွန်တော်ပြောလိုက်တဲ့စကားကိုတုံ့ပြန်တဲ့အနေနဲ့အိမ်ဟောင်းကြီးတဲကနေလေတိုက်တန်လေးတစ်ခုထွက်လာတယ်လို့ပါပဲပြီးတော့တချင်းတန်လေးကပြန်လဲပေါ်လာတော့တယ်ဒီတစ်ခါတော့တချင်းတန်ကရခင်ကားထက်ပိုပြီးတည်ငိမ့်နေတယ် တချင်းစာသားတွေကလည်းပိုရှင်းလာတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။နောက်ဆုံးတော့ငါတချင်းကိုတယောက်ယောက်ကနားထောင်ပေးတယ်။ကျွန်တော်ကအင်ဟောင်းကြီးရဲ့တကားကိုညင်သာစွာထွန်းကြည့်လိုက်တယ်။တကားကတက်တင်ဟောင်းချစ်နေနေမဲ့လွယ်လွယ်ကူကူနဲ့ဖွင့်လိုက်ရတယ်။အင်ဟောင်းကြီးလည်းကိုဝင်ရောက်လိုက်တဲ့အခါကျွန်တော်ကဖုံတွေနဲ့ပရိဘောဟောင်းတွေကကြိုဆိုနေတာပါပဲ။ဒါပေမဲ့လေလေမှပျောက်ပျော်နဲ့တချင်းတန်လေးကဆက်လက်တီးရှိနေသေးပါပဲ။တချင်းတန်ရဲ့အရင်မွေးကိုလိုက်ရှာကြည့်တော့ အင်ရတောင်းတရားကဆောင်းဟောင်းကြီးတလုံးကိုတွေးလိုက်ရတယ်။ဆောင်းရဲ့အပေါ်မှာမြင်မြရဲ့ဝိညာဉ်လေးထိုင်နေသလိုပါပဲ။သူမကကျွန်ုပ်စီကိုပြုံးပြလိုက်တယ်။သူမရဲ့မျက်နာကဓာတ်ပုံတွေကအတိုက်ပါပဲ။ဖြူဖြော်နေနေ